တင်တော့အလုံးမဲမင်္ဂလာပါเนาะဒါတော့ကျွန်တော်တို့အခုလာမဲ့တရက်လေးလာ2025အတွက်ကျွန်တော်ဝန်ချင်းဆက်ပြီးဖြစ်ပါတယ်เนาะဟုတ်ပြီကျွန်တော်တို့ဝန်ချင်းဆိုင်လေးဒီမှာစပြီးတော့ကြည်ကြည်အောင်ပေါ့เนาะဟုတ်ပြီကျွန်တော်တို့ဒီပင်ငွေရင်စပြီးတော့ရှာมาဖြစ်တယ်ပေါ့เนาะနင်းနေတဲ့နင်းနေတဲ့ပြီးသွားရင်နောက်တော့ဝန်ချင်းကကျွန်တော်တို့ဒီမှာတပင်းနှစ်ပင်အောက်မှာရှိတဲ့နှစ်တုံညာပို့ပေါ့เนาะနှစ်ပင်ကြာပြီကျွန်တော်တို့ဒီလိုရှာသွားမှာပေါ့เนาะ โอเคဒါဆိုရင်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီမှာရှိတဲ့6 6နှစ်ပေါ့နော်ဒီကနန်း3လုံးပေါင်းเนาะ6 6နှစ်เนาะဒါဆိုရင်ကျွန်တော်တို့ပေါင်းကြည့်ပါမယ်6 6ဒီ5ကျွန်တော်တို့နှစ်နဲ့ပေါင်းရင်ပေါင်းရင်နံပါတ်3ဖြစ်ပါတယ်เนาะဒီ3 3ဘာဝါနှစ်ဆိုပြီးတော့ကျွန်တော်တို့ယူပါမယ်เนาะပေါင်းခြင်းဒီ3 3ဘာဝါဒီနှစ်เนาะ ါပြီးရင်ဒီအောက်မှာရှိနေတာဒီကျွန်တော်ဒီမှာနံပါတ်4ပေါ့နော်ခါတိုင်းနံပါတ်4ကိုတော့ကျွန်တော်တို့4လို့လည်းမယူတော့ဘူးသူ့ရဲ့နှက်ခတ်ဆိုပြီးတလုံးနဲ့ပဲကျွန်တော်တို့ယူပါမယ်နော်4နှက်ခတ်ဒီကျွန်တော်တို့နှစ်ဖြစ်ပါတယ်နော်ဒါဆိုရင်9 2 1ဝန်းကျင်နော်ခွန်နှစ်နှစ်ဝန်းကျင်မှာသူဘာထွက်ပြီးသွားလဲဆိုရင်နှစ်နှစ်တည်းဆိုပြီးတော့ကျွန်တော်တို့ထွက်ပြီးခဲ့ရပေါ့เนาะဒါဆိုရင်ကျွန်တော်တို့အချင်းဒီ ဘာဖြစ်မလဲခွန်အချင်းပေါ့နော်ဒီမှာကျွန်တော်တို့ token 221ပေါ့နော်ဒီမှာကကျွန်တော်တို့221ဒီ pass ဖြစ်တယ်နော်ဒါဆိုရင်ဒီနှစ်ဒီနှစ်အပါနဲ့ဒီခွန်ကအချိန်ပေါ့နော်ခွန်နဲ့နဲ့အချိန်မှာနှစ်နှစ်တည်းကျွန်တော်တို့ထွက်ပါတယ်ဒါတစ်ခတ်ပေါ့နော်ကျွန်တော်တို့နောက်ထပ်တစ်ခတ်ကိုဆက်ပြီးတော့ကြည့်ရအောင်ဗျာနော် နောက်တစ်ခါမှကျွန်တော်တို့ဒီမှာ8 4 3ပေါ့နော်ဒီကနေ့3လုံးကိုကျွန်တော်တို့အဖို့ကားလို့ပဲပေါင်းသွားပြပါမယ်နော်8 4 3နော်ဒါဆိုရင်ပေါင်းကြည့်မယ်8 4ဒီနှစ်3နဲ့ပေါင်းရင်ပေါင်းခြင်းနံပါတ်5ဆိုပြီးတော့ရတယ်နော်5 5ပါဝါဒီ3ညဖြစ်တယ်နော်5 3ညရောင်းမှရှင်းနေတာဒီခါတိုင်းက863ဆိုတော့နံပါတ်6ဖြစ်ပါတယ်နော် နံပါတ်6ကိုကျွန်တော်တို့ဘာပဲယူမလဲဆိုရင်နက်ကပဲယူသွားမယ်ပေါ့နော်ဒါဆိုရင်6နက်ကတိဘယ်လောက်လဲနံပါတ်9နော်ငါးသုံးညာကိုဝန်းကျင်ဖြစ်တယ်နော်ငါးသုံးညာကိုဝန်းကျင်မှာကျွန်တော်တို့နှစ်သုံးညာ9ဆိုပြီးတော့ထွက်ပေးထားတယ်2 9ငါကျွန်တော်တို့ pass ဖြစ်သွားတယ်နော်ဒါဆိုရင်ဘာတွေပါမလဲဒီနှလုံးပါမယ် ၃ညာကို၃ညာကိုပေါ့နော်ဒီမှာ၅ဒီအချိန်ဖြစ်တယ်နော်โอเคနောက်တစ်တပင်ပေါ့နော်နောက်တစ်ပင်မှာကကျွန်တော်တို့ခွန်ခွန်ကိုဆိုပြီးတော့ဒီကနန်၃လုံးကိုကျွန်တော်တို့ပေါင်းပေးသွားမယ်ပေါ့နော်ခွန်ခွန်ကိုနော်ခွန်ခွန်ဒီ၃ကိုနဲ့ပေါင်းရင်ပေါင်းခြင်းနံပါတ်ဒီကျွန်တော်တို့2ဖြစ်တယ်ပေါ့နော်ဒါဆိုရင် sorry 3 3ဖြစ်တယ်ပေါ့နော်ခွန်ခွန်ဒီကျွန်တော်တို့၄ကျွန်တော်တို့9နဲ့ပေါင်းရင်ပေါင်းခြင်းနံပါတ်ဒီနံပါတ်မှာ3ပါနော်နံပါတ်3 3ပါဝါဒီဘယ်လောက်လဲ8ပေါ့နော်3 3ပါဝါဒီနံပါတ်8နော်နံပါတ်8ရပြီတော့ရင်တော့သူ့ရဲ့အောက်က900ဆိုတဲ့ကဏ္ဍမှာကျွန်တော်တို့ဒီမှာကခါတိုင်း3ညနော်ဒီ3ညကိုဘာယူမလဲသူ့ရဲ့နှက်ကကိုကျွန်တော်ယူသွားမှာပေါ့နော် ။ဒါဆိုရင်ဒုညနဂတိဘယ်လောက်လဲ?နံပါတ်9ဖြစ်ပါတယ်။နော်။ဒီတော့ကျောင်းကျွန်တော်တို့ဝမ်းချင်းဒီ3 8 9ဝမ်းချင်းဖြစ်တယ်။နော်။ဒုကနတိ3 9 9ဆိုပြီးတော့တွေ့ရမယ်ပေါ့နော်။ Okay. 3 8မှာကျွန်တော်တို့3 9ဒီကျွန်တော်တို့ထုတ်ခဏဖြစ်တယ်နော်။ဘာနဲ့ဘာနဲ့ကျွန်တော်တို့အပါလဲ3ပါတယ်9ပါတယ်8ချင်းတယ် เนาะဟုတ်ပြီဒါဆိုရင်အခုလာမယ့်ကျွန်တော်တို့ဒီတရက်လေးလာပေါ့เนาะ April တရက်နေ့အတွက်ကျွန်တော်တို့ရာမြန်ဝမ်းကြီးလေးကဘာဖြစ်မလဲကျွန်တော်တို့တူတူကြည့်ကြအောင်ပေါ့เนาะ6 4เนาะဒီကနန်း၃လုံးကိုကျွန်တော်တို့ဒါပေါင်းမယ်ပေါ့เนาะပေါင်းပြီးတော့ကျွန်တော်တို့ပါဝါလေးယူသွားမှာဖြစ်ပါတယ်6 4เนาะ6 4ဒီကျွန်တော်တို့ခွန်လေးနဲ့ပေါင်းရင်ခွန်ကို၄နဲ့ပေါင်းတော့နံပါတ်၁ တစ်ပါဝါဒီဘယ်လောက်လဲတစ်ပါဝါဒီ6ဖြစ်တယ်เนาะသူရဲ့အောက်က963ဆိုတဲ့ကဏ္ဍကကျွန်တော်တို့ခါတိုင်းနံပါတ်6ကို volume နဲ့အပေါ်ကလိုပဲကျွန်တော်တို့နက်ခတ်ကိုဆက်ပြီးတော့ယူသွားမယ်ပေါ့เนาะနက်ခတ်ကိုဆက်ယူမယ်ဆိုရင်6နက်ခတ်ဒီဘယ်လောက်လဲ9ဆိုပြီးတော့ကျွန်တော်တို့ရတယ်เนาะဒီအတွက်ကြောင့်1 6 9ဒီကျွန်တော်တို့1ချိန်ဖြစ်ပါတယ်1 6 9ဒီ1ချိန်ဒီအပြင်မှာကျွန်တော်တို့ဘာထွက်မလဲပေါ့เนาะ ဟုတ်ပြီဝန်ချိန်မှာဒီဘက်ကဘာထွက်မလဲပေါ့နော်ဒီမူတိုင်းဆိုရင်တော့ကျွန်တော်တို့ဒီမှာဒီအောက်ကပေါ့နော်ဒီတလုံးဒီဒါပြန်ချုပ်ကြည့်တာပေါ့နော်အပါအပါအပါကိုတလုံးနေတော့ကျွန်တော်တို့ပါမယ်ပို့ပြီးတော့ထည့်နေပေါ့နော်โอเคဒါကတော့ကျွန်တော်ရရှိထားတဲ့ဒါမူလေးဖြစ်တယ်ပေါ့နော်ကျွန်တော်တို့1 6 9ဝန်ချိန်ပေါ့နော်ဒီကျွန်တော်တို့ဒီမှာ6 ကိုပေါ့နော်ဒါဝန်းကျင်မှာတစ်ချောက်ကိုကျွန်တော်တို့ချိန်ပေါ့နော်တစ်ချောက်ကိုအချိန်ဘာထွက်မလဲတော့ကျွန်တော်တို့ဒါဆောင်ကြည့်ရမှာဖြစ်ပါတယ်ဗျာโอเคပါကျွန်တော်ငွေကြေးမရှိများကဒီမူလေးကိုချိန်နေတဲ့ဆိုရင်တော့ကန်ဆန်းကြည့်ဖို့ဖိတ်ခေါ်ပါတယ်ဗျာအားလုံးကိုကျေးဇူးတူတင်ပါတယ်တကယ်ကြမေးစီတို့အထောက်အကူတစ်ခုကိုပြုခဲ့ရဆိုရင် comment box မှာအားလုံး comment ပေးပြပါအောင်ညာနော်အားလုံးကိုကျေးဇူးတူတင်ပါတယ် bye bye ပါညာ